ချိုးရတဲ့မိဘတွေကိုရန်ကုန်မြို့ကြီးမှာကိုပိုင်တိုက်ခန်းနဲ့တင်တောင်းတင်တယ်ထားနိုင်နေပြီဖြစ်တဲ့မေဇင်ချက်မေဇင်ချက်ကတော့ကြောင်မတက်ချင်လို့ဆရာကိုပူစာပြီးအိမ်ပြန်ချင်နေတဲ့ကလေးလေးဆိုတာလူတိုင်းသိကြမှာပါသူမရဲ့ချစ်စရာပြုမှုအပြောဆိုလေးတွေကြောင့်ဒိုင်းတိပီသည်နမီကြီးကလေးလေးဖြစ်လာခဲ့ပါတယ်ချစ်မွေးပါတာကြောင့်သူမကိုဝေဖန်မဲ့သူတောင်မရှိပဲအားလုံးကဝိုင်းချင်နေကြတာပါ လေးတယောက်လိုပြုတ်မှုလေးနဲ့စကားတက်တဲ့အတွက်ကြောင့်နမီကြီးလူတီများပြီးနောက်ပိုင်းမှာလဲကြုံညာတွေများစွာကိုလက်ခံရိုက်ကူးခဲ့ရတာပါမိသင်ချစ်လိုနမီကြီးတဲ့ဆယ်လီကလေးလေးတွေရှိပေမဲ့အခြားကလေးတွေဟာကလေးတယောက်ပြုတ်မှုထပ်ပေါ်လွနေတာကြောင့်မိသင်ချစ်လောက်လူချစ်လူခင်မများလာပါဘူးမိသင်ချစ်ကတော့သူမရဲ့အတိတ်ကံကြောင့်ပဲလို့ပြောရမှာပါဒါကြောင့်ပဲအသက်ငယ်ငယ်လေးနဲ့အခုလိုအောင်မြင်နေတာပဲဖြစ်ပါတယ် မေဇင်ချစ်လေးဟာရာဝတီတိုင်းကြုံပြောမြို့နယ်ကရွာလေးတရွာမှာနေထိုင်ကြတဲ့ချိုးရတဲ့မိသားစုကနေမွေးဖွားလာခဲ့တာဖြစ်ပါတယ်။မွေးချင်းကြီးရဲ့မသုံးယောက်ရှိပြီးမေဇင်ချစ်လေးကတော့"သူမတို့အိမ်ရဲ့ကံကောင်းချင်းလေးလို့ပြောရမှာပါ"။အရန်နွမ်းပါပြီးတဲကုတ်လေးသာသာနဲ့သာနေခဲ့ရတဲ့ဘဝကနေအခုဆိုရင် မေဇင်ချစ်ရဲ့စူးစမ်းအားထုတ်မှုနဲ့ကံကောင်းမှုတို့ကြောင့်ရန်ကုန်မြို့ကြီးမှာကိုပိုင်တိုက်ခန်းနဲ့နေနိုင်တဲ့အခြေအနေကိုရောက်ရှိလာခဲ့ပါပြီ။ ။သစင်ချစ်ကတူရဲ့အတိတ်ကကူတိုးကန်တွေနဲ့ချစ်စရာကောင်းတဲ့အမှုအရာလေးတွေကြောင့်မိဘတွေကိုငငယ်ရွယ်ရွယ်နဲ့လှုပ်ကြွေးကာကျေးဇူးဆက်နိုင်ခဲ့တာပါ။တမီးကြောင့်မတော်ချင်ဘူးဆိုတဲ့ဗီဒီယိုလေးကနေနာမီကြီးလာပြီးတနိုင်ငံလုံးရဲ့အချစ်တော်လေးဖြစ်လာတဲ့မီစင်ချစ်ကကြုံညာတွေကိုစက်တက်ရိုက်ကူးလာခဲ့ရပါတယ်။ဆရာဖြစ်သူကိုထူးလွင်ဆိုးကလည်းမီစင်ချစ်လေးကိုဘေးနားကနေပြည့်အလောက်ကူညီပံ့ပိုးပေးခဲ့ပြီးတော့ဆရာတပိတ်နှစ်ယောက်တူတူစူးစမ်းခဲ့ကြတာပါ။ဆရာထူးလွင်ဆိုးကမီစင်ချစ်လေးကြောင့်မပြောတာကိုလည်း ကျောင်းပြော်လာအောင်စူးစမ်းပေးနိုင်ခဲ့တယ်လို့ကြုံညာကိစ္စတွေမှာလည်းကလေးတယောက်ဖြစ်ပေမဲ့အလုလာအတူတွေစိတ်မပြတ်သွားစေအောင်ဘေးနားကနေတေးချသတ်မှတ်ပေးခဲ့တာပါကိုယ်တိုင်လည်းမီချင်းချစ်လေးနဲ့အတူကြုံညာတွေလက်ခံရိုက်ကူကာမီချင်းချစ်လေးရဲ့ထိုက်တန်တဲ့ကြုံညာကရေရအောင်ကူညီပေးခဲ့တာဖြစ်ပါတယ်ကလေးရွယ်လေးဖြစ်တာကြောင့်တစ်ဖက်မှာလည်းမီချင်းချစ်လေးကိုကျောင်းစာဘက်မှလည်းဟင်းရစေအောင်ဆရာချူးလွင်ဆိုးကိုယ်တိုင်ကပဲစီမံပေးခဲ့တယ်လို့ငွေကြေးတွေလည်းစုဆောင်မိနိုင်အောင်စီစဉ်ပေးခဲ့ရပါတယ် ။ဒါကြောင့်မေဂျင်ချလေးနဲ့ဆရာချူးလွင်ဆိုးကသမီးကြောင့်မတော်ချင်ဘူးဗီဒီယိုလေးပေါက်ပြီးတနှစ်အတွင်းမှာတင်ကြုံညာကလေးတွေနဲ့တိုးတက်ပြောင်းလဲအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ကျေးရွာတဲ့ကစားတင်ကြောင်းလေးမှလည်းလိုအပ်တာတွေဖြည့်ဆည်းပေးသလိုစာကြည့်တိုက်တဲ့ရေတက်စစ်တွေကိုလည်းဂျုံညာကလေးကနေစိုက်ထုတ်ကာတီဆောက်ပေးခဲ့တာပါအခုတခါမှာတော့မေဒစင်ချစ်တို့မိသားစုကရန်ကုန်မြို့လိုမြို့ပြကြီးမှာတိုက်ခန်းဝင်နိုင်တဲ့အထိဖြစ်လာခဲ့ပြီးအဆင်ပြေပြေနေနိုင်ခဲ့ပါပြီ ကြုံရဲကူရရှိတဲ့အခါမေတင်ချစ်တို့ကရွာကနေလာရောက်ရိုက်ကူရတာကြောင့်တွာလာရဲလွယ်ကူရဲအတွက်တိုက်ခန်းဝယ်လိုက်တာလည်းဖြစ်နိုင်ချေရှိတာပါဘယ်လိုပဲဖြစ်ဖြစ်မွေးချင်းသုံးယောက်ရှိတဲ့မေတင်ချစ်လေးတို့မိသားစုကတော့မေတင်ချစ်ရဲ့ချစ်စရာမူအရာလေးတွေကြောင့်ဘဲနေချင်းငယ်ချင်းစင်ပြေပြေနေနိုင်တဲ့အထိဖြစ်လာခဲ့ရပါတယ်မေတင်ချစ်မှာအမနဲ့ညီမတွေရှိပေမဲ့မေတင်ချစ်တယောက်သာချစ်မွေးပါတာကြောင့်တနိုင်ငံလုံးကချစ်ခင်အားပေးတာကိုရရှိခဲ့ရတယ် မေးဒစင်ချစ်ဟာအမရွေညီမရွေနဲ့လည်းတတော်တွဲဆော့တက်ပေမဲ့လူများကတော့မေးဒစင်ချစ်ကိုသာချစ်ခင်အားပေးတတ်ကြတာဖြစ်ပါတယ်